ကွာကားတိုင်းမှာရိုက်ထားပြီးပြီဆိုတာကိုဒီငါဆိုသောအရာဤတိုင်းသိမဲရမယ်ငါဆိုသောအရာဤတိုင်းသိမှသာယေရှုကကျက်ရှင်မှာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်တို့ဟာလေကျမတို့လမ်းပြဥဆောင်သွန်သင်ပြည့်ပြည့်များဖြစ်တယ်ပြုကျမတို့အသက်တာကိုလည်းပြုပြည့်ပြောင်းလဲပေးมาဖြစ်တယ်ဒါကြောင့်မလို့ဒီလိုမျိုးကျမတို့အသက်တာပြုပြည့်လက်ဝါးကားတိုင်းမှာအသီးခံမယ်အသီးလက်ဝါးကားတိုင်းမှာရိုက်ထားမယ် နေ့တိုင်းမှာငါဆိုတဲ့မာမာနဇာတိတွေသိမယ်ဆိုရင်တဲ့ဖျားစီရင်ကျမတို့အသက်တာအဆုံးအထုံးနေတယ်ဘူးဘူးဘူး ွင့်ပြီးတဲ့အမျိုးသမီးအဖွဲ့နဲ့အတူအသင်းတော်မှဆရာဆရာမများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နှုတ်ပတ်တော်အတွက်ဆက်ကပ်ရအောင်။ယေရှုခရစ်တော်ဖျားယေရှုခရစ်တော်ပဲဤနေရာမှာအုပ်ဆိုးအုပ်ချုပ်တော်မှာဝိညာဉ်တော်ဖျားပြုပြင်သွန်သင်ပေးတော်မူပါ။သမီးပြောချင်းထက်ဝိညာဉ်တော်ဖျားပြောပြချင်းအရာဖြစ်စေပါ။ယေရှုခရစ်တော်နဲ့ဆက်ကပ်အနံ့ကြပါ၏အဖာ။ အာမင်ကျမဒီနေ့ခေါင်းစဉ်လေးရွေးချယ်ထားတာကကြာရှုံးချင်းမအောင်မြင်ချင်းတို့တဲ့ကြရှုံးချင်းမအောင်မြင်ချင်းတို့ကျမတို့အသက်တာမှာဘာကူဘာဖြစ်လို့ကြရှုံးရတယ်ဆိုတာကဖခင်ရဲ့နှုတ်ကပတ်တော်ကဖွင့်ပြတာကကျမတို့ကလာတိ20မှာဘာပြောထားလဲဆိုတော့ကလာတိ20မှာ ငါသည်ခရစ်တော်နဲ့တူလက်ဝါးကားတိုင်းမှာအတီခံပြီးသို့တော်လေအသက်ရှင်သည်ထို့သို့ဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုယ်ခံနိုင်၌ယခုငါရှင်သောအသက်သည်ဖျားသခင်ဤသားတော်ကိုယုံကြည်ခြင်းအဖြင့်တည်၏သားတော်သည်ငါကိုချစ်၍ ငါအဖို့ကိုကိုကိုစွန့်တော်မူ၏တဲ့ဒီကျမ်းပိုက်ကလေးမှဆိုရင်ကလာတိနှစ်20အစပိုင်းလေးမှာငါသည်ခရစ်တော်နဲ့အတူလက်ဝါးကားတိုင်မှာအသေးခံပြီးတဲ့ကျမတို့အသက်တံမှာငါငါနှစ်ပတ်သက်သောအရာအားလုံးကျမတို့ကငါတော်တယ်ငါတက်နိုင်တယ်ငါတက်စွမ်းနိုင်တယ်ငါလှုပ်နိုင်တယ်ဇာတိစိတ်တွေနဲ့ အတ္တမာမနာ၄ထောင်လွာခြင်းအားအလုံးကိုလက်ဝါးကားတိုင်မှာခရစ်တော်နဲ့အတူအသေးခံပြီလို့လက်ဝါဒီနှုတ်ကပတ်တော်အစပိုင်းမှာပြောထားပါတယ်လို့ဒါကြောင့်မို့ကျမတို့ငါဒီဇာတိတွေတက်ဆန်းနိုင်တာဒီအဲ့ဒါဒီအလုံးဟာတကယ်တော့ဇာတိသဘောနဲ့အတ္တဒီမာမနာ၄ဖြစ်နေတယ်ဆိုတာဘုရားသခင်ကကျမတို့ကိုလက်ဝါးကားတိုင်မှာ သူနဲ့အတူအသေးခံစီချင်တာဖြစ်ပါတယ်တဲ့နောက်တစ်ခုကြံပိုက်ကတော့ကလာတိ924မှာကြတော့ကလေတိ924မှာခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂရိကိုလကောင်းဇာတိပဂရိစိတ်များနှင့်အလိုဆန္ဒများကိုလကောင်းလက်ဝါးကားတိုင်းမှာ ရိုက်ထားကြပြီတဲ့ဒီဒီကလာတိငါ24မှာကြာတော့ तू ကကျမတို့ကဒီခရစ်တော်နဲ့ဆက်ဆိုင်တဲ့သူတွေကဇာတိပဂရိနဲ့၎င်းဇာတိပဂရိစိတ်များနဲ့အလိုဆန္ဒများကိုကျမတို့လက်ဝါးကတိုင်မှာရိုက်ထားပြီးပြီဖြစ်တဲ့တွေ့ကျမတို့အသက်တာဘောနော်ကျမတို့ကဖျားမကြိုက်တဲ့အရာတွေလက်ဝါးကတိုင်မှာရိုက်ထားပြီးပြီဖြစ်တဲ့တွေ့ ဒီအရာတွေကိုကျမတို့ကဆက်လက်ပြီးတော့ကျမတို့ရဲ့အသက်တာထဲမှာ စိတ်နှလုံးထဲမှာမမရှိဘူးပေါ့နော်ဖျားသခင်အလိုတော်ရှိတဲ့အတိုင်းကျမတို့ဖျားသခင်လက်ဝါးကားတိုင်းမှာလည်းအသိခံပြီးပြီးလက်ဝါးကားတိုင်းမှာလည်းရိုက်ထားပြီးပြီးဖြစ်တဲ့အတွေ့ကျမတို့တစ်ကော55 37မှာဆိုရင် တိကောဆငါ30တည်းငါသည်ဏိတိုင်းအသေးခံရ၏ငါတို့သခင်ယေရှုခရစ်၌သင်တို့အကြောင်းကြောင့်ငါဂုံဝီဝမ်းမြောက်ခြင်းကို တိုင်တွေ့၏ငါဆူဝင့်၏ဒီအစပိုင်းလေးမှာဆိုရင်ငါသည်နေ့တိုင်းအသေးခံရ၏ဒီကျမ်းပိုက်ကလေးမှာလည်းထပ်ပြီးဖွင့်ပြပါတယ်လို့ကျမတို့ဇာတိသဘောတွေငါတွေမာမာနတွေထောင်လွှားတဲ့အရာတွေအားလုံးကိုကျမတို့ခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာရိုက်ထားပြီးပြီဆိုတာကိုဒီကျမ်းပိုက်အဖြစ်လဲကျမတို့အသက်တံမှာ နေ့တိုင်းသိရမယ်လို့လေဒီ stick ကို3531မှာလည်းထပ်ပြောထားတယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့အသက်တာမှာငါဆိုသောအရာနေ့တိုင်းသိမရမယ်ငါဆိုသောအရာနေ့တိုင်းသိမှသာယေရှုကကျမတို့အသက်တာမှာ အုပ်ဆိုးမယ် အုပ်ချုပ်မဲ့အသက်ရှင်မှာဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်တို့ဟာလေကျမတို့လမ်းပြတ်ဥဆောင်သွန်သင်ပြည့်ပြင်းများဖြစ်တယ်။ပြုကျမတို့အသက်တာကိုလည်းပြုပြင်ပြောင်းလဲပေးမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီလိုမျိုးကျမတို့အသက်တာကိုပြုပြင်ပြောင်းလဲယေရှုကလည်းကျမတို့အသက်တာမှာအုပ်ဆိုးမယ်။ဝိညာဉ်တော်ဖျားကလည်းကျမတို့ကိုသွန်သင်လမ်းပြတ်မဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီနှုတ်ကပတ်တော်၃ခုအဖြစ်မို့နော်ကျမတို့အသက်တာမှာဖျားရှင်ရဲ့ ်နဲ့အတူလက်ဝါကားတိုင်းမှာအသီးခံမယ်အလက်ဝါကားတိုင်းမှာရိုက်ထားမယ်နေ့တိုင်းမှာငါဆိုတဲ့မာမာနာဇာတိတွေသိမယ်ဆိုရင်တဲ့ဖျားစီရင်ကျမတို့အသက်တာအုပ်ဆိုးအုပ်ချုပ်လို့ရတယ်လို့ဝိညာဉ်တော်ကလည်းကျမတို့သွန်သင်လမ်းပြပြီးကျမတို့အသက်တာတကယ်ပဲဖျားဘုံတော်မြင်တွေ့ရမှာဖြစ်တယ်ကျမတို့အဖြစ်လဲဖျားကိုလူများမြင်တွေ့မှာကျမတို့စားရီအလင်းနေဖြစ်ဖို့ ဖြစ်ပါတယ်လို့နော်ဒီကျမ်းပြအဖြစ်ကျမတို့အသက်တာကိုတကယ်ပဲဖရာရဲ့ဖြစ်စေခြင်းတဲ့ဆန္ဒတိုင်းကျမတို့လုံမယ်နော်လေဝါကတိုင်းမှာအတိခံမယ်လေဝါကတိုင်းမှာရိုက်မယ်နေ့တိုင်းငါဆိုတာဒီဇာတိတွေသိမယ်ဆိုရင်နော်ကျမတို့အသက်တာတကယ်ပဲဖရာလူရှိတော့ရှိတဲ့အသက်တာဖြစ်မှာဖြစ်ပါတယ်လို့တိကော55 59မှာကြတော့ ်ကို55အတ်59ငါတို့သခင်ယေရှုခရစ်အဖင်ငါတို့အားအောင်ချင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်ဤကြီးစုတော်သည်ကြီးလာစွာတကားကျမတို့သခင်ယေရှုခရစ်အဖင်အောင်မြင်ခြင်းခွင့်ကိုရမယ်လို့ဖခင်သခင်ကြီးစုတော်ကျမတို့အပေါ် တကယ်ပဲများစွာရှိတဲ့အကြောင်းကိုဒီနှုတ်ကပတ်တော်အဖြစ်ကျမတို့သိရှိရတာဖြစ်ပါတယ်။ကျမတို့ဒီလိုခရစ်တော်ရဲ့အောင်မြင်ခြင်းအခွင့်ကိုကျမတို့ရရှိဖို့အတွက်ကလည်းကျမတို့ရဲ့သခင်ခရစ်တော်အဖြစ်လောကအပြစ်ဇာတိစာရဏတ်စုဝိညာဉ်စုယောဂစုအားလုံးကိုအောင်ခြင်းအခွင့်ကို ပေးတဲ့ဖရာသခင်အားဖြင့်ကျမတို့အောင်ပြီးကျေးဇူးတော်ချီးမွမ်းမှာဖြစ်ပါတယ်လို့ကျမတို့တစ်ပင်နှင်24မှာဆိုရင်ဗာပြောထားလဲဆိုတော့တပင်းနဲ့24ငါတို့ဒီအပြစ်နဲ့ဆိုင်သော အရာမှအသေးဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌အသက်ရှင်စေမိကြောင်းငါတို့၏အပြစ်များကိုကိုယ်တော်တိုင်သစ်တိုင်မှခံတော်မူပြီးဒဏ်ကျက်တော်များအဖြစ်သင်တို့၏အနာပြောက်လျက်ရှိကြ၏ဒီဒန်ဒီအဒီအဒီကျမ်းပိုက်ကလေးကြတော့ကျမတို့အပြစ်အပြစ်ကိုဖျားသခင် အဖြစ်ကျမတို့ကဖြောင့်မတ်ခြင်းနဲ့အသက်ရှင်မယ်ကျမတို့အပြစ်ကိုအဖြစ်ကိုတော့တစ်တိုင်မှာခံတော်မူရဲ့သူရဲ့ဒဏ်ချက်တော်မြဲကျမတို့အနာရောဂါအလုံးကိုပျောက်ကင်းတယ်ဆိုတော့ကျမတို့ယုံကြည်မယ်ကျမတို့ကတကယ်ပဲဖရာသခင်ကအရာခတ်သိမ်းရဲ့အထက်မှာဖြစ်ရှိတဲ့ဖရာတတ်နိုင်တဲ့ဖရာကိုကျမတို့ယုံကြည်ကျမတို့အနာရောဂါပျောက်မှာဖြစ်တယ်ကျမတို့တန်တရားရှိနေဒီအနာကျမတို့နာလိုက် ြန်ဖြစ်လိုက်ဒီလိုမျိုးပဲဖြစ်နေတန်တရားဝင်နေသူ ရေတော့ဘုရားသခင်ရဲ့ယုံကြည်ခြင်းမရှိတဲ့အသက်တာဖြစ်နေရောတန်တရားဝင်နေဒီအနာယောဂါကကျမတို့အတွက်ကပျောက်တော့ပျောက်တယ်ပြက်ပြန်ပေါ်နေတယ်အဲ့ဒါတော့တကယ်မှန်တယ်ယုံကြည်ခြင်းဆုတောင်းတဲ့အခါဆရာဆရာသမားတွေဆုတောင်းပေးပြီးပြီဆိုရင်လည်းအာမေလို့ထူပြီးစိတ်ချယုံကြည်စွာနဲ့ဒါရီယာဟို ဘုရားသခင်ကိုယုံကြည်မှသာတန်တရားဝင်လို့ရှိဒီယောဂတွေကပြင်ပြင်းပြီးဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ကျမတို့အသက်တာမှာယုံကြည်ခြင်းနဲ့ဘုရားသခင်တက်နိုင်တာကိုလीအာမေထူးပြီးပြီဆိုရင်ယုံကြည်စိတ်ချရင်တကယ်ပြောက်တယ်ဆိုတာကိုလीကျမတို့ကဘုရားကိုတန်တရားဝင်ဖို့လည်းအရေးကြီးပါတယ်လို့ကျမတို့အသက်တာမှာကျမဟာဆိုတကယ်တန်တရားဝင်နေတယ်မှာကျမလည်းပါတယ်အာမေထူးပြီးတော့တစ်ခါတစ်ခါကြာရင်အင်း ဒီယောဂရမပြောက်သလားဒီလူမျိုးပေါ့နော်တန်တရားစိတ်တယ်လူအဖြစ်ကျမတို့ကမတတ်နိုင်ပါဘူးကျမတို့ကလေကျမတို့ရဲ့ဇာတိစိတ်တွေမာမနာတွေတကယ်ပဲဖျားသခင်တတ်နိုင်တော့တခါတခါတန်တရားဝင်တဲ့အတွက်ကျမတို့အတွက်ကလည်းအဲ့ဒါတွေကဖျားသခင်သူ့ယုံကြည်ဖို့ပန်တရားမရှိဘူးတကယ်ပြောတာပါကျမအခုဒီဆမွဲကိုတော့ဖြီးလို့ဒီတခါကြားတဲ့ကပန်တရားဖျားဝင်မိတယ်ပါဖျားသခင်တမီးပြုတ်ခွလွန်ပြီးပါ သမီးဖျားကိုပဲယုံကြည်ပါတယ်အကူပါတယ်ဖျားလက်တော်ကိုမြင်ရမှာဆိုတာယုံကြည်ထားတယ်ဒါမဲ့လူကလေအမြဲအားနေတယ်ဗောနော်ဝန်ခံပါလေကျမလည်းဖျားကိုတကယ်ပဲကိုအပြစ်တွေနောင်တရတယ်ကျမတို့တက်တမှာငါရိဇာတိရေငါတက်နေတယ်ငါလုံနိုင်တယ်အဲ့ဒီဟာတွေဗောနော်ငါဆိုတာတည်းကမကောင်းဘူးဒါကြောင့်ကျမတို့ဖျားသခင်က လဝကားတိုင်းမှာအတိခံခိုင်းတယ်လဝကားတိုင်းမှာကျမတို့ရိုက်ထားတဲ့နေ့ဆိုင်ငါတို့တဲ့ဇာတိတွေသူများကိုမကောင်းမြင်မကောင်းပြောတဲ့အသက်တာတွေကိုကျမတို့အထဲမှာမရှိဘူးဖခင်နေ့တိုင်းကျမတို့ဇာတိဘောမာမာနာတွေငါစီတာအမြဲတမ်းနေ့စဉ်သေးပါလို့ဆိုဒီကရာတိ ကျမတို့အသေးခံခိုင်းတာဖြစ်တယ်ကလာတီ35 31မှာကျောင်းတို့ကျမတို့ကနေ့တိုင်းဒီမာမာနာတွေဇာတိတွေကိုသိနိုင်ဖို့ပေါ့သူများကိုမပြောပါနဲ့ကျမကိုယ်တိုင်လက်တွေ့ပဲခံစားငါဆူရမသိသေးလေလူလူတိုင်းနဲ့ တဟဇဒမတက်နိုင်ပါဘူးသူများမြင်မကောင်းတဲ့စိတ်တွေမကောင်းတဲ့မြင်မဲ့သူများကိုမချစ်နိုင်ဘူးသူများပြစ်ကိုမခွင့်လက်နိုင်ဘူးငါဆိုတာတွေကလေဖះမကြိုက်ဘူးကျမတို့အခုလောကတိုင်းမှာအတီခံခိုင်းနေလောကတိုင်းမှာလည်းရိုက်တယ်နှီးစင်သေခိုင်းထားတယ်ဒီအရာတွေတွေ့ကျမတို့တကယ်ပဲဖះဖွင့်ပြတဲ့အရာတွေကတကယ်ပဲဖះကျေးဇူးတော်တက်တက်ပဲပေါ့နော်ကျမတို့ကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်ပါတယ်လို့ nigo ni ငါတို့သည်ခရစ်တော်နှင့်အတူအောင်ပွဲကိုအစဉ်ခံစီခြင်းက၎င်းထိုသခင်ကိုသိခြင်းဤအမွေအကြိမ်သည်ငါတို့အားဖြင့်အရရတို့နှင့်ပြန့်နှံ့စီခြင်းကပြုတော်မူသောဘုရားသခင်၏ကြီးစွာတော်ကိုချီးမွမ်းခြင်းရှိစေတည်းကျမတို့ဒီအသက်တာမှာဘောနော်ဘုရားသခင်ကကျမတို့သူပြုတ်ပြင်ခိုင်းတဲ့အသက်တာ ကျမတို့ငါရီဇာတိတွေကိုကြအားဖြင့်ကျမတို့အသက်တာမှာကြရှုံးတာဆိုတာကိုကျမဟိုဖျားသခင်ကျမကိုသွန်သင်တဲ့အရာပေါ့နော်အရောက်စီတိုင်းလဲနားလည်နိုင်ပါစေလို့ဒီနှုတ်ကပတ်တော်တွေဖတ်တဲ့အခါမှာကျမတို့အသက်တာကိုဖျားသွန်သင်တာပေါ့နော်ငါဆိုရမရှိဘူးစာဒီဆိုရမရှိသူတပါကိုထက်တာတဲ့ကောင်းနေဆိုတာအမြဲကိုထက်မှရှိပြီးတော့ ဒီဇာတိသဘောတွေကိုလေဝါကားတိုင်းမှာရိုက်ထားပြီးပြီးလေဝါကားတိုင်းမှာ အသေးခံပြီးနေ့တိုင်းဇာတိတွေမာမန္တတွေသိပြီးဆိုတော့ကျမတို့ကသိပြီးတော့လူတိုင်းကိုချစ်နိုင်ဖို့လူတိုင်းကိုအကောင်းမြင်နိုင်ဖို့လူတိုင်းနဲ့အသင်းသူအသင်းသားအသီးသီးတယောက်ကိုတယောက်ချစ်တဲ့မြင့်တာနဲ့ပေါ့နော်ကျမတို့ကဖျားလူချင်းနဲ့အသက်တာနဲ့လိုက်လျှောက်မယ်ဆိုရင်ကျမတို့ကဖျားတဲ့ကိနဲ့အတူအောင်ပွဲ အောင်မြင်ခြင်းကိုရရှိမှာဖြစ်ပါတယ်လို့ကျမတို့ဇာတိကြောင့်အသက်တာကြရှင်ကြဆုံးတဲ့အရာအလုံးကိုယေရှုခရစ်တော်အဖြစ်ကျမတို့အောင်မြင်ခြင်းကိုရရှိမှာဖြစ်တယ်။ယေရှုခရစ်အောင်မြင်ခြင်းကလည်းကျမတို့အောင်မြင်ခြင်းဖြစ်ပဲဆိုတော့ကျမအနေငယ်ကျမအသက်တာနဲ့ပေါ့နော်ပြောပြချင်ပါတယ်လို့ကျမတို့က တကယ်လေဇာတိရဲ့သိကြည်ပါတဲ့သူများပေါ်မှာတခါတလေအမြင်မြင်စောင်းတတ်တဲ့ဖြစ်တယ်ပေါ့နော်သူများကောင်းတာပြောရင်လည်းအကောင်းမမြင်တတ်တဲ့အသက်တာတွေတခါတလေလည်းကိုကိုသူများမကောင်းပြောမကောင်းဆိုတဲ့ခံကိုရဲ့အသက်တာမှာမခံခြင်းစိတ်တွေရှိတယ်ပေါ့နော်ဒါတွေဘုရားသခင်ကမကြိုက်မနစ်သက်ဘူးဒီကျမ်းစာအဖြစ်ကျမတို့လက်ဝါးကားနိုင်မှာရိုက်ထားဖို့အသေးခံဖို့နေ့စဉ်ဒီဇာတိမာမာနာတွေ တိခံဖို့ပြောပြထားတဲ့ဟာကျမတို့အသက်တာကိုကြာရှုံးခြင်းအနေဒီအသက်တာကဖះမကြိုက်တဲ့အသက်တာကိုကျမတို့သိပြီးတော့ကျမတို့အသက်တာဘောနော်အောင်ရင်တဲ့အသက်တာဖြစ်စီဖို့ကြာရှုံးခြင်းအနေအောင်ရင်ချင်းကိုဖះရှင်ပြီးမှဖြစ်တယ်ဆိုတော့ကျမတို့အယောက်စီတိုင်းကိုကျမနားလည်နိုင်တယ်လို့သူနားလည်နိုင်ပါစေလို့ယေရှုနာမနဲ့ကောင်းချီးပေးပါတယ် အခုကျမတို့တော့သုံးဝိတ်တချင်းကလေးတပုတ်ပေါ့နော်အလူရွေရှိရပြုတော်မူပါလို့ဤတချင်းလေးပြီးတော့ကျမတို့ရီဘယ်ဆရာဆိုတဲ့